မအူဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရွှေဘုံမြို့နယ် drone နဲ့ပုံချိန်မှုပြည်သူ့ချီကောင်းဆောင်ဝင်းဆောင်အောင်တည်ဆုံးပြီးတော့ရွာငန်ရွာဖက်မှာဆိုရင်လေရိတ်ကာတေးတဲ့စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား2ဦးတည်ဆုံးပြီးတော့လက်နက်တလက်သိမ်းဆီးရရှိတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်တီလုံးရွာမှာရှိတဲ့ပြည်သူ့ချီတွေကို drone နဲ့နှည့်ဆက်တိုက် ပုံသီး45လုံးကြေးချတိုက်ခိုက်တဲ့အချိန်ပြည်သူ့ချီကောင်းဆောင်ဝင်းဆောင်အောင်တည်ဆုံးခဲ့ကြောင်းရွှေဘုံခရိုကိုတိုင်းပုံမီကြောင်းအဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်။အော်တိုဘားလ28ရက်နေ့နဲ့22 2009ရဲ့နေ့တို့မှာရွှေဘုံမြို့နယ်အနောက်ချမ်းဒီလုံးရွာမှာရှိတဲ့ဘျူဇော့ထီတွေကိုတော်လိုင်းရေးတပ်ဖွဲ့တွေက drone နဲ့ပုံ45လုံးကြီးချတိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီတိုက်ခိုက်မှုအတွင်မှာ စီဖြူကုံပြူစောတိကျေးရွာမှာတက်ကူရောက်ရှိလာသောစစ်သားနဲ့ပြူစောတိတွေက RPG တွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်ပြူစောတိကောင်းဆောင်ဝင်းစောအောင်တေဆုံးခဲ့ပြီးတော့၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတေဆုံးသွားတဲ့ပြူစောတိဝင်းစောရဲ့အလောင်းကိုယနေ့နိုဝင်ဘာလ၁ရက်မွန်းလွဲ့နေ့နာရီတုန်းကမိတကြိုခဲ့ကြောင်းသိရှိရပါတယ်။တနင်္ဂနွေလုံးစရည်တင်မာနေချိန်ကျွန်တော်တို့မြေပြားမှာရှိတဲ့တော်လန်ရဲ့ညီအကိုများအနေဖြင့်နိုင်စွန်းသောအားဖြင့်စူပေါင်းတော်လန်ချေမှုန်းသွားမှာစစ်မျက်နှာပြန်ပြီး အကြံပေးစစ်တပ်များပြာများအောင်ပြူစောတိကြေးရွာတွေကိုအမျက်ပြတ်နိုင်မှာအရတားပြည်သူတွေရဲ့ပွားအေးချမ်းပြီးတော်လှန်ရေးအင်အားစုအနေနဲ့စိုးမိုးနေမြေကနေထိန်ချုပ်နေမြေပုံမူကြည်ပြန့်စီပါတယ်ဆိုပြီးမှခုခုကိုတိုင်ဘုံမီကျောင်းအဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုရွှေဘိုခရိုင်အမှတ်လေးတိုင်ရင်ဥဆောင်ပြီးတော့ရွှေဘိုပြည်နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရွှေဘိုခရိုကိုတိုင်တောင်မှန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ FIF တောင်သူလွတ်မြောက်ရေးအင်အားစု တောင်းဆက်တီအဖွဲ့တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါဗါဒအလားတူပဲရှမ်းပြည်နယ်ရွာငါမြို့နယ်ဖက်မှာရိတ်ခါတေပြီးပြန်လာတဲ့စစ်သားတွေကိုစောင်းကြိုတိုက်ခိုက်ရာတအူးတေဆုံးပြီးတော့ဆက်တနက်တလက်တင်းစီရရှိခဲ့တယ်လို့ Downstate National Defense Army ကတာဝန်ရှိသူတို့ကပြောပါတယ်။အော်တိုဘာလ30ရက်နေ့မွန်လွေပိုင်းနှစ်နာရီခန့်အချိန်မှာရွာငါမြို့နယ်ရိတ်ခါတေးပြီးပြန်လာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကစောင်းကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိကြပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဖက်မှ2ဦးတေဆုံးပြီးတော့တနက်တက်လက်တင်းစီရရှိခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လှန်ရေးရေးပေါ်မှာအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်တင်းဆပေးရမယ့်တရင်ကတော့ကော့ဂရိတ်မြို့နယ်ထီဖိုးဆန်ကျေးရွာအနီးစစ်သက်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား၈ဦးထက်မနည်းတေဆုံးသွားတဲ့တရင်ကိုတင်းဆပေးချင်ပါတယ်။ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ထီဖိုးဆန်ကျေးရွာအနီးမှာအကြမ်းဖက်စစ်သက်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တဲ့အချိန်စစ်သား၈ဦးထက်မနည်းတေဆုံးခဲ့ကြောင်းကရင်စည်ရေးတရင်ကြီးမြစ်ကပြောပါရတယ်။ယမန်နယ်အော်တိုဝါလာ33ရဲ့ညပိုင်းကကော့ဂရိတ်မြို့နယ်ထီဖိုးဆန်ကျေးရွာဘက်ကိုဝင်လာတဲ့အကြမ်းဖက်စစ်သက်စစ်ကြောင်းကိုတော်လိုင်းရေးပူပေါင်းတပ်တွေကဖျက်တောက်တိုက်ခိုက်ခဲ့တဲ့အချိန်စစ်သား၈ဦးထက်မနည်းတေဆုံးသွားပြီးတော့အများအပြားတန်ရာရရှိပြီးတော့ စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။ အော်တိုဘားလာ15ရက်နေ့မှာစ၍အကြံဖက်ဆက်ကောင်စီတပ်ကကော့ကရိတ်မြို့နယ်မြောက်ပိုင်းရှိကျေးရွာတွေကိုစစ်ကြောင်းထိုးပြီးတော့မြပတိုင်ကျေးရွာတာတူအုပ်ကိုကောင်းဖြတ်မီးရှို့တပ်ဖြတ်မှုအပါအဝင်ပြည်သူ၄ဦးကိုတပ်ဖြတ်ခဲ့ပြီးတော့အယက်သားပြည်သူ20ဝန်းကျင်ကိုဖမ်းဆီးထားကြောင်းသိရပါတယ်။အခုလိုဖမ်းဆီးထားတဲ့ပြည်သူတွေကိုရိုက်နှက်ဆစ်ချင်းလမ်းပြဖြစ်တော်လကောင်လူသားတိုင်းကဖြစ်တော်လကောင်စစ်ကြောင်းရှေ့ဆုံးမှတိုက်ခိုင်းပြီးတော့စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒါကြောင့်ကော့ကရိတ်မြို့မြောက်ပိုင်းနဲ့တောင်ပိုင်းမှာတိုက်ပွဲပြင်းထန်နေပြီးတော့အကြံဖက်ဆက်တာထိခိုက်တေဆုံးမှု ှုများပြားကစစ်တပ်အလောက်များလည်းပုံအောင်နေကြောင်းအကြံဖက်စစ်တပ်စစ်ကြောင်းမှအာရှလာမကြီးပေါ်ရှိတောနာတောင် လာဟောင်းနေရာတို့ပင်ရောက်ရှိနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါသည်။ ဆက်လက်တင်ဆက်ပေးရမယ့်အရေးကြီးတဲ့ရင်ကတော့စစ်တမ်းရေးသားဖွင့်တဲ့ပြည်သူစစ်တွေနေထိုင်ဖို့မကွေးတိုင်းကပြည်သူပိုင်မြေကွက်16ကွက်ကိုစစ်အုပ်စုတင်ယူတဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါတယ်။မကွေးတိုင်းမကွေးမြို့နယ်တွေမှာရှိတဲ့ပြည်သူပိုင်မြေ31အေကကျော်ကိုစစ်အုပ်စုလက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ဝန်ထမ်းတွေအတွက်အင်အားဆောက်လုပ်ဖို့တင်ယူကြောင်းစစ်အုပ်စုပြည်ထေးဝန်ကြီးကနေဒီနေ့စက်တင်ဘာ10ရက်နေ့မှာမြေသိမ်းမိန်ထုတ်ပြန်ခဲ့ပါတယ်။စစ်အုပ်စုပြည်ထေးဝန်ကြီးဌာနလက်မှတ်ရေးထိုးထုတ်ပြန်ထားတဲ့မြေသိမ်းအမိန့်စာအရမကွေးမြို့နန်ကတ်ကျွန်းအုပ်စု ဝါရောချောင်းကွန်းထေကွန်းအမတ်16လေးရှင်မြင်းဆောင်16တစ်သူညမှာရှိတယ်ပြည်သူ17ဦးရဲ့မြေ30တရမစနစ်ဧကနဲ့ကန်ရှိကွန်းထေကကွန်းအမတ်16လေးရှင်မြင်းဆောင်16တစ်တစ်မှာရှိတယ်ပြည်သူပိုင်းမြေတစ်တရမ60ဧကတို့ကိုတင်းယူကြောင်းဆက်အုပ်စုပြည်ထေဝင်ကြီးဌာနဒုတိယဘိုးချုပ်ကြီးထွန်းထွန်းအောင်ကမြေသိမ်းမိန်ထုတ်ပြန်ခဲ့ပါတယ် 1894ခုနှစ်မြေသိမ်းအဥပဒေပုံမှန်လေးပိုက်ခွေးတိအရာမြေအုံ၁၁အေကကြော်အလိုရှိကြောင်းထုတ်ပြန်ခဲ့ပြီးစစ်ကော်မရှင်လက်အောက်ခံစစ်အုပ်စုတပ်ဖွဲ့ဝင်တွေရိတ်တပ်ဖွဲ့ဝင်တွေပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေနဲ့ဝန်ထမ်းတွေနေထိုင်ဖို့အတွက်အင်အားဆောက်လုပ်ရမှာအသုံးပြုမယ်လို့ဖော်ပြထားပါတယ်စစ်အုပ်စုကသူတို့အလိုရှိနေတဲ့မြေတွေကိုသိမ်းယူဖို့မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးမှုကိုအမိန်ပေးစေခိုင်းခဲ့ပြီးမြေသိမ်းအဥပဒေပုံမှန်ဆက်ခွန်ပုံမှန်ခွေတိပုံမှန်ကိုပုံမှန်ခွေတိပုံမှန်၃တို့အရာအမိန့်စာထုတ်ပြန်ပြီးတော့ ်15ရက်အတွင်းမြေကိုတင်းယူဖို့ကိုလည်းစဲအုပ်စုပြည်ထရေးကမိန့်ပေးစီခိုင်းထားပါတယ်။စက်ကောင်ဆောင်မင်းအွန်လိုင်းအာဏာတင်းယူပြီးနောက်ပြည်သူပိုင်မြေတွေကိုတင်းစင်မှုတွေကျူးကျော်ဟုဆိုပြီးတော့ပြည်သူနေအိမ်တွေကိုဖျက်ဆီးဖိရှားမှုတွေဆက်တိုက်လှုပ်ဆောင်နေပေမဲ့ရော့ချင်းငွေပေးအပ်တာနဲ့မြေယာအစားထိုးပြန်လည်ပေးအပ်တာတွေမတွေ့ရှိရဘူးလို့သိရပါတယ်။စဲအစိုးရဆက်ဆက်မြေသိမ်းမှုတွေကြောင့်နိုင်ငံတဝန်အထမမြေယာတင်းစင်မှုတွေကိုဥသိမ်းစဉ်အစိုးရလက်ထက်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် RND အစိုးရလက်ထက်မှာ ကောမဒီဖွေးစည်းကမြေသိမ်းမှုပြဿနာတွေကိုဖြေရှင်းခဲ့ပေမဲ့အပြည့်အဝပြေလည်မှုမရခဲ့ပါဘူး NLD အစိုးရလက်ထက်ထထောင်စကုတ်ခုနဲ့မှာမြေသိမ်းစီချင်းပြန်လည်နေရာချထားခြင်းနဲ့ပြန်လည်ထူထောင်ချစ်ဆိုင်ရာဥပဒေပြည်ထောင်စုလွတ်တော်အသေးပြုပြဋ္ဌာန်းခဲ့ပြီးတော့အစိုးရအဖွဲ့ရဲ့သဘောတူညီချက်အရမြေသိမ်းစီရမှုရှိလာပါကရော်ဂျေပေးခြင်းနဲ့နာချင်းငွေပေးအပ်ခြင်းပြန်လည်နေရာချထားခြင်းလူမှုစည်းဝါးပွားပြန်လည်ထူထောင်ခြင်းကိစ္စရပ်တွေကိုဘ ਹੁ ကောမဒီကစီစဉ်ဆောင်ရွက်ပေးရမယ်လို့ဖော်ပြထားပါတယ်။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မုကုံမြို့ TNL ရဲ့အုပ်ချုပ်မှုအောက်မှာဆက်လက်ရှိနေတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်။မန္လေတိုင်းမုကုံမြို့နယ်ကနေတောင်မြူသာလက်မြောက်ရေးတပ်မတော် TNL တပ်တွေပြန်ဆုတ်ထားပေမယ့်အုပ်ချုပ်ရေးမှာဆက်ဦးဆောင်နေသေးတယ်လို့ဒေသခံတော်လှန်ရေးတပ်တွေကပြောပါတယ်။ အပြည့်ရဲ့သဘောတူညီချက်နဲ့စက်အုပ်စုထံကိုမန္တလေးတိုင်းမုကုတ်မြို့နေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမူမိမြို့နေတို့ကိုတောင်အောင်မြို့သားလက်မျောရေးတပ်မတော် TNL ကလွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ဒီလိုအပြည့်ရဲ့သဘောတူညီချက်ကြောင့် TNL တပ်တချို့မုကုတ်မြို့ပြင်ကိုစုခွာထားပေမဲ့လည်းအုတ်ချုပ်ရေးမှာစက်အုပ်ဆောင်နေသေးတယ်လို့မုကုတ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်သူကပြောပါတယ်။ TNL တပ်တွေကမြို့ပြင်စုထားပြီလို့ပြောလို့မရသေးပါဘူးဗျ။လောလောဆယ် TNL တပ်တွေကမြို့ထဲမှာရှိနေတုံးပါပဲ။ လက်တလောမှာတော့ TNLA ရဲ့တပ်မိသားစုကနေမိုးကုတ်ကနေရွှေပြောင်းနေကြပေမဲ့ဒေသခံတွေကတော့အလုံးအရင်လိုက်ရွှေပြောင်းတာမျိုးမရှိသေးဘူးလို့ဆိုပါရယ်။ဒါအပြင် TNLA တပ်တွေအနေနဲ့မိုးကုတ်မြို့ကနေဘလို့ဆုတ်ခွာမယ်၊ပေချိန်မှာဆုတ်ခွာမယ်ဆိုတာမျိုးလည်းအတိအကျမသိရသေးသလို TNLA ဘက်ကလည်းတော်လိုင်းရင်အားစုတွေကိုအတိပေးအကြောင်းကြားထားမျိုးမရှိသေးဘူးလို့ဆိုပါရယ်။အော်တိုဘာလ30ရက်နေ့ကတော့ TNLA ရဲ့ပြောဆိုခွင့်ရှိသူ လွှဲရည်ဦးကစက်အုပ်စုရဲ့လေကြောင်းဖိအားနဲ့တရုတ်ဖိအားကြောင့်လူထုကိုအထိခိုက်အနေဆုံးဖြစ်တဲ့အပြစ်ရဖို့ကိုရွေးချယ်က မြို့နှမြို့ကိုပြန်ပေးလိုက်ရတယ်လို့အတည်ပြုပြောဆိုထားပါတယ်။ပြန်ပေးလိုက်ရတဲ့မြို့ရဲ့အထေကမိုးကုံမြို့ဟာဆက်ရည်နဲ့စီးပွားရေးရအချက်အချာကြားတဲ့မြို့ဖြစ်ပြီးတော့ဆက်အုပ်စုကဘလို့ပုံစံနဲ့ဝင်လာမလဲဆိုတဲ့အခြေအနေကတော့ရှင်းရှင်းလင်းလင်းမပြောသွားပါဘူး။ TNLA လက်လွတ်ခဲ့တဲ့မိုးကုံမြို့ကို MDY PDM နဲ့မိုးကုံပါကဖအဖွဲ့ကဆက်လက်ကကွယ်တော့မှာဖြစ်ပြီးတော်လန်ရေးအတွက်တတတစ်တွေလည်းဖိတ်ခေါ်နေကြပါတယ်။ဒါအပြင်ဆက်အုပ်စုကလည်းမိုးမိတ်နဲ့မိုးကုံမြို့တို့ကိုအရေးပေါ်အခြေအနေဆက်လက်ကြီးညာခဲ့ပြီးတော့ကာကွယ်ရေးဦးစီးချုပ်ရဲ့လုပ်ပိုင်ခွင့် င်တာဝန်တွေအတိုင်းဆက်လက်ဆောင်ရွက်မယ်လို့အော်တိုဘားလ30ရက်နေ့ကထုတ်ပြန်ထားပါဗျာ။